ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကူပါရွှေကုံတွေစစေးမင်းမြန်းခံနေရတာကြောင့်ရွှေအယောင်းဝယ်ပိတ်ထားရတဲ့တင်းအီရန်ကောင်းဆောင်မှာပြောင်းလဲတဲ့ဒီအစ္စရေးတိုက်ခိုက်မဲ့တင်းတရက်တွေမှာကိုဗစ်ကူးစက်ခံရသူ1000ကျော်တွေ့ရှိတဲ့ဒီကူးစက်တော်မြင့်တက်နေတဲ့တင်း ဆယ်ကိုပြည့်သွင်းပြီးတော့ကိုပြည့်ဆောင်နိုင်ပေါ်ရတဲ့စံချိန်ကိုဘာယန်မြူးနစ်ရောက်လာတဲ့တရင်ပါအဝင်အစရှိရင်ပြည်တွင်းပြည်ပါဆုံးဝင်စားဖွဲ့တဲ့တရင်တွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရွှေကုံတွေရေစစေးမြင်းမြန်ခံနေရတာကြောင့်ရွှေရောင်းဝယ်ပိတ်ထားပါတယ်။ဒီသတင်းကိုတော့မြန်သူတူကပေးပို့လာတာပါ။ ရွှေစင်းမြင့်တက်လာတဲ့အတွက်ရွှေကုန်တဲ့တချို့စစ်စင်းမြင့်မြန်ခံရပြီးတော့ပြမစည်းကွက်မှာလည်းအယားဝယ်ပိတ်ထားတယ်လို့ဈေးကွက်တွေကနေသိရပါတယ်။ကမ္ဘာရွှေစင်းမြင့်တက်လာတာကြောင့်ပြည်ဝင်ရွှေစင်းနှုန်းကလည်းလိုက်ပါမြင့်တက်လာတာကနေရွှေတစ်ချက်သားကို380နီးပါးအထိမြင့်တက်လာတယ်လို့သိရပါတယ်။စည်းကွက်တွေမှာဈေးနှုန်းမြင့်တင်ရန်ရည်ရွယ်ချက်နဲ့ဈေးကစားတဲ့ရွှေကုန်တဲ့တချို့ကိုသက်ဆိုင်ရာကနေခေါ်စစ်စစ်မြင့်မြန်နေရလို့သိရပါဗျ ရွှေစည်မြင့်တက်ချိန်မှာရှာတခင်ဝင်ရောက်စစ်ဆေးမှုတွေရှိနိုင်တာကြောင့်ရွှေဆိုင်များအနေနဲ့တက်မဲ့ညွန်စီတိုင်းအောင်ရှာရန်လိုင်စင်မဖြစ်မနေပြုလုပ်ရန်လည်းတတိပေးထားမှုတွေရှိနေပါတယ်။မြန်မာနိုင်ငံရွှေလုံငန်းရှင်များတင်ရနေထုတ်ပြန်ထားတဲ့ရည်ညွှန်းရွှေစည်မှာတော့အခောက်ရွှေတစ်ကျပ်သားကို58သိန်း9000ကျပ်ဖြစ်ပါတယ်။လက်ရှိပြည်ရင်းရွှေစိမ့်နှုန်းမှာတော့အကယ်ဒမီမီလင်းရွှေတစ်ကျပ်သားကို380နီးပါးအထိမြင့်တက်နေပြီးစီးကွက်မှာဝယ်ယူသူနေပြီးတော့ပြောင်းရှာသူများနေရလို့လည်းသိရပါဗျ။ ဆက်လက်ပြီးနိုင်ငံတကာဒိန်းသဘောကိုတင်ဆက်ပေးကြပါမယ်။အီရန်ခေါင်းဆောင်ပိုင်ပြောင်းလဲတဲ့အချိန်အစ္စရေးတိုက်ခိုက်မယ်လို့သိရပါတယ်။ဒီနေ့ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ အစ္စရေးဝန်ကြီးဒေါက်နေတန်ယာဟူကအီရန်နိုင်ငံဦးဆောင်နေတဲ့ခေါင်းဆောင်ပိုင်းပြောင်းလဲဖြစ်တဲ့အထိအစ္စရေးဘက်ကတိုက်ခိုက်မှုတွေလှုံ့ဆော်သွားမယ်လို့ပြောကြားခဲ့ပါတယ်။အီရန်နဲ့အစ္စရေးဟာဒုံးကြီးတွေ၊ဒရုန်းတွေ၊တိုက်လေယာဉ်တွေနဲ့တောင်ရဆက်တိုင်းအပြန်အလှန်တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့တာပဲဖြစ်ပါတယ်။အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်အီရန်ဘက်မှထိတ်တန့်ဖို့ကြုံနှုတ်အပါအဝင်80ကျော်တိဆုံးခဲ့ရတယ်လို့အစ္စရေးဘက်မှလည်း20ကျော်တိဆုံးခဲ့ပြီဖြစ်ပါတယ်။ နေတန်ယာဟူကအီရန်ကအာနေထန်အာနေလာတယ်လို့အီရန်ကိုလက်ရှိဦးဆောင်နေတဲ့ခေါင်းဆောင်ပိုင်းပြောင်းလဲဖြစ်တဲ့ဒီတိုက်ခိုက်သွားမယ်လို့ပြောကြားခဲ့ရပါအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်မြို့တော်တီဟီရန်မှာနေထိုင်တဲ့အီရန်ပြည်သူတွေဟာမြို့တော်ပြင်ပထွက်ခွာဖို့အတွက်ကြိုးပမ်းလာတာကြောင့်လမ်းတွေပေါ်မှာရင်ကျောပိတ်ဆို့မှုတွေလည်းဖြစ်ပေါ်နေတယ်လို့သိရပါဗျ။အီရန်ဘက်ကလည်းအစ္စရေးရဲ့စစ်ဘက်ပြင်မှတ်တွေကိုပုံမှုပြင်မှတ်ထားတိုက်ခိုက်လာတယ်လို့လည်းသိရပါဗျ။ နောက်ထပ်နိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါမယ်။တရက်တွေမှာကိုဗစ်ကူးစက်ခံရသူ12000ကျော်တွေ့ရှိတဲ့ဒီကူးစက်နှုန်းမြင့်တက်နေပါတယ်။ဒီတင်းကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။တရက်အတွင်းမှာကိုဗစ်ကူးစက်ခံရသူ12000ကျော်တွေ့ရှိတဲ့ဒီကူးစက်နှုန်းအခြေအဟောင်းနဲ့မြင့်တက်လာရီထိုင်းနိုင်ငံမှာဖြစ်ပွားနေတယ်လို့သိရပါတယ်။ထိုင်းကျမ်းမာရေးဝန်ကြီးဌာနကပြီးခဲ့တဲ့တောက်ကြနေ့ကနေစနေနေ့ကြမှာကိုဗစ်ကူးစက်ခံရတဲ့လူနာတဲ့ 12162တွေ့ရှိခဲ့ပြီးတော့ဒီလိုတွေ့ရှိခဲ့တာဟာဒီနှစ်အတွင်းကိုဗစ်ကူးစက်မှုတွေပြန်လည်ဖြစ်ပေါ်လာခဲ့ပြီးနောက်မှာတရက်အတွင်းကူးစက်ခံရသူအများဆုံးတွေ့ရှိခဲ့တာဖြစ်တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။လက်ရှိအချိန်မှာထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်ခံရသူ4,800တောင်1862တွေ့ရှိခဲ့ပြီးတယ်လို့သေဆုံးသူ150တောင်ရှိခဲ့ပြီးဖြစ်ပါတယ်။ထိုင်းကျမိုင်ဝန်ကြီးဌာနဟာကိုဗစ်ကူးစက်ခံရသူအများဆုံးတွေ့ရှိခဲ့တဲ့မြို့တော်ဖန်ကောက်မှာကူးစက်မှုထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကိုအရှိန်အဟုန်မြင့်နေတယ်လို့သိရပါတယ်။မိုးရသည်ဝန် ောက်လာဖြစ်လို့ရာသီတုပ်ကွေးရောဂါကူးစက်ခံရမှုတွေလည်းရှိလာမှာဖြစ်လို့ကိုဗစ်ကူးစက်မှုကိုထိန်းချုပ်အားမှာပုံပုံခက်ခဲတာတွေရင်ဆိုင်ရနိုင်တယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးအားကစားတဲ့ဘက်ကိုလည်းလက်ခံရရှိထားပါသေးတယ်။စေကူပြည့်သွင်းပြီးတော့ကိုးပြည့်စုံနိုင်ပေးရတဲ့စက်တင်ကိုဘိုင်မြူနီရောက်လိုက်ပါတယ်။ဒီတင်ကိုတော့ငင်းချောင်းဝါပြပူလာတာပါ။ ဘိုင်ယန်မြူးနဲ့အတင်းဟာကလပ်ကပဖလားအဖွင့်ပွဲစဉ်အနေနဲ့အောက်ကလန်စီးတီးအတင်းနဲ့ရှင်ပြန်ကစားခဲ့တဲ့ပွဲမှာ၁၉ဂိုးမရှိနဲ့အနိုင်ယူပြီးကလပ်ကပဖလားပြိုင်ပွဲတမိုင်းမှာဂိုးပြတ်ဆုံးနိုင်ပွဲရတဲ့ဆန်ချိန်ကိုရောက်သွားခဲ့လို့သိရပါတယ်။ကစားသမားအင်အားကျင်းကွာရှာတာကြောင့်ဘိုင်ယန်မြူးနဲ့ဟာပထမပိုင်းမှာကလေးကရှာခိုးပြတ်နိုင်ရနေခဲ့တာဖြစ်ပါတယ်။ပွဲတဲ့ဒုတိယပိုင်းမှာလူစားလဲမှုတွေလုပ်ခဲ့ပေမဲ့လူစားဝင်လာတဲ့မူဆာလီယာက ပွဲချိန်23မိနစ်အတွင်းမှာဟန်ဒထွင်ခဲ့ပြန်ပါတယ်။ဘိုင်ယန်မြူးနစ်ရခဲ့တဲ့ဂိုးတွေကိုမူဆာလီယာက3ဂိုး၊ကီစလီကိုမန်က2ဂိုး၊အိုလီစီက2ဂိုး၊မူလာက2ဂိုးနဲ့ဘိုရီက2ဂိုးသွင်းယူခဲ့တာပဲဖြစ်ပါတယ်။အောက်ကလန်စီတီကပွဲချိန်မိနစ်90အတွင်းမှာဘိုင်ယန်မြူးနစ်ရဲ့တရင်ကိုပေါ့ကိုတစ်ချိန်မဲ့ကပ်သွင်းနိုင်ခဲ့တဲ့အထိဘိုင်ယန်မြူးနစ်ကအသာရှိရခဲ့လို့သိရပါတယ်။ အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။